င်္ဂလာပါရှင်ဒီဇင်ဘာလ3ရက်နေ့ PPN ရဲ့ပြည်ဝင်စီပါသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တာစီမြို့နယ်မှာတာဖြစ်သူကိုတင်ရှိဆန်နဲ့တက်ထဲရောက်စားခဲ့တယ်အုတ်ချုပ်ရင်မှုအောင်အောင်ကစစ်မှုထမ်းခြင်းအတွက်တနက်ပြတောင်းနေရဆိုတဲ့သတင်းကိုသတင်းတော်ဝန်ချက်ကပေးပို့တင်ဆက်ထားပါတယ်မန္တလေးတိုင်းမိထီလာခရိုင်တာစီမြို့နယ်မှာတာဖြစ်သူကိုတင်ရှိဆန်နဲ့ရောက်စားပြီးစစ်တပ်နဲ့ပေါင်းကအုတ်ချုပ်ရင်မှုနေရာရယူထားတဲ့အောင်အောင်ဟာစစ်မှုထမ်းခြင်းကိုတနက်ပြချင်းချောက်တောင်းရနေတယ်လို့ နီးစက်တဲ့သတင်းရင်းမြစ်က BBN ကိုပြောပါတယ်မဏိလာခရိုင်တဲပုံရင်စင်းတဲကုန်းအုပ်စုမှအဆိုပါအုပ်ချုပ်ရေးမှုအောင်ဟာမေမာလာ29ရက်နေ့ကစတင်တောင်းရနေတာဖြစ်ပြီးတော့ဒီနေ့ဒီဇင်ဘာလ3ရက်နေ့အထိ9ရက်အတွင်းနောက်ဆုံးထားပေးကြဖို့ချိန်ချောက်တောင်းရနေတယ်လို့ဆိုပါတယ်အောင်နဲ့တန်တီရိုလင်မြာကနိုဝင်ဘာ29ရက်နေ့ကစမုဒန်ကြီးတအိမ်ကိုနှစ်တောင်းစီကောက်ခံနေရဗျဒီဇင်ဘာ3ရက်နေ့နောက်ဆုံးလို့တော့ပြောတယ်ဂျွာမာငွေကြေးကောက်ခံပြီးတော့ သူတော်ကတာစီမျိုးကစစ်တပ်ရာရှိတွေစီတော်ကခွဲယူကြရတယ်ဗျ။အုပ်ချုပ်ရေးမှူးအောင်ဟာလွန်ခဲ့တဲ့3နှစ်ကတားဖြစ်သူကိုတင်းရှိစင်နဲ့စစ်တပ်ထဲရောင်းစားခဲ့ပြီးတော့လက်ရှိမှာလည်းစစ်မှုထမ်းအတွက်တအိမ်ကို2000ကျွဲနှုန်းချင်းချောက်ကောက်ခံနေတယ်လို့ဆိုပါတယ်။သူ့သားကြီးကခုမလေးရှားရောက်နေတယ်ဗျ။ငယ်ကတင်းရှိစင်နဲ့ဆိုတော့တေးကြတယ်ရှမ်းမြောက်မှာတော့ဟိုတလောက6တန်းဟန်ရရလို့ကြားတယ်အခုတော့ဘလို့အချိန်နေရှိနေပြီလဲမသိဘူးအချို့မှုအောင်ဟာမင်းအွန်လိုင်းနီးတူလူယူတေရှင်ယူတေဖြစ်အောင်ဘွဲတော်ရက်တွေမှာနာမည်ကောင်းရချင်တာကြောင့် ဖះဇေဒီတွေရှေ့ထွက်ပြီးဓပုံထွက်ရိုက်လိရှိတယ်လို့ဆိုပါတယ်အဆိုပါအောင်နဲ့တန်းထေးတို့လင်မယားကစိတ်တူကိုယ်တူဖြစ်ပြီးတော့စစ်ကောင်စီအတွက်ပေါ်တာဆွဲပြီးတာသတင်းပေးတလန်လောက်တာအပြင်စစ်ဗုဒ္ဓန်ကြီးကိုလည်းရင်စင်းရွာမှကျန်းဖို့အမာခံစံသိန်းရဲ့အိမ်မှာလော့စပီကာနဲ့ပါအော်ပြီးစိတ်လိုလက်ရတောင်းလိရှိတယ်လို့သိရပါတယ်အရင်ကတော့တနက်ပြတောင်းတယ်အခု300လောက်ကသူ့မှာတနက်ရှိနေတယ်ဆိုတာတီးပြီးကြပြီဆိုတော့ပြကြမလို့တော့ဘူး ငါဘာပြောရင်ဘယ်လိုလုပ်ငါဘာလုပ်ရင်ဘာဖြစ်တယ်ဆိုတာသိတယ်နော်ဆိုပြီးမိုင်းနဲ့អော်နေတာပဲအုတ်ချွေမှုအောင်ကိုအုတ်ချွေမှုအဖြစ်ဘယ်သူကမှတင်မြောက်ထားတာမဟုတ်ပဲစစ်ကောင်စီနဲ့ပေါင်းပြီးသူ့ဘာသူလူယူထားတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့နိုင်ငံနဲ့အဝမ်းမှာစစ်မျက်နှာတွေဖြန့်ထားရပြီးတော့သူတို့တို့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့တပ်သားတစ်အင်အားတွေရရှိအောင်မတရားစစ်မှုထမ်းခေါ်ဆောင်နေတာဟာအခုဆိုရင်အပတ်စဉ်စကိုးထီရောက်ရှိလာခဲ့ပြီဖြစ်သလို ပေါ်တာဆွဲဖန်းစီမှုတွေကိုလည်းရှင်မြင့်လှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြောက်ယူမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအင်အားဖြစ်တင်းနေရတယ်ဆိုတဲ့သတင်းကိုသတင်းတော်နိုင်ငံကပေးပို့လာတာဖြစ်ပြီးဦးထွန်းအားတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအင်အားရာနှဲချီပို့ဆောင်နေရတယ်လို့ကြောက်ဖြူဒေသခံတွေစီကသိရပါတယ်။စစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့ဟာကြောက်ဖြူမြို့နယ်တိုင်းချောင်းမင်းပြင်ရေနံတောင် ဂေါ်ဒူစတဲ့ကျေးရွာတွေအနီးမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။ပြီးကြတဲ့ရပိုင်းတွင်းကလည်းအရခတ်တက်တော် AA ဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့ကြောက်ဖြူမြို့နယ်တိုင်းချောင်းဆဲကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီအနီးပန်ဝင်းကျင်ကစခန်းချို့ကိုလည်းတင်းဆဲရမိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့ပေါ်ကိုရန်ကုန်ကနေလေချောင်းရေချောင်းတွေနဲ့စစ်အင်အားယာနဲ့ချီပို့ဆောင်နေတာဖြစ်ပြီးစစ်တွေမြို့ပေါ်ကလည်းနေပြည်တော်နဲ့အဆက်မပြတ်အင်အားတွေပို့ဆောင်နေတယ်လို့ကြောက်ဖြူဒေသခံတွေစီကသိရပါတယ်။ ကြောက်ဖြူမျိုးဘော်ကိုစင့်အင်အားတွေထက်ရောက်တယ်လို့ကြားပါတယ်မင်းမြင်တို့ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာဆိုတော့အဲ့ဒီဘက်ကိုအဓိကပို့နေတာပါအင်အားတွေကတော့ရန်ကုန်နဲ့စစ်တွေဘက်ကရောက်လာကြတာပါဒီရပိုင်းတွင်ရောက်တာဆိုရင်300ဝန်းကျင်လောက်ရှိပါတယ်လို့ကြောက်ဖြူဒေသခံတအူးက BBN ကိုပြောပါတယ်စစ်ကောင်စီတပ်ဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့မတိုင်ခင်သူတို့ထိန်းချုပ်ထားတဲ့ရခိုင်ကစစ်တွေကြောက်ဖြူမန်အောင်မြို့နယ်တွေမှာရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ပြင်ဆင်ထားပြီး အေးအေးတင်းထားတဲ့ကြောက်ဖြူမျိုးနယ်ကကြေးရွာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ကြောက်ဖြူမှာစစ်တပ်ကနေရာတော်တော်များများကိုစစ်ကြောင်းတွေခွဲခါထိုးနေတာလည်းရှိပါတယ်။တိုက်ပွဲတွေဖြစ်တာကလည်းကြိုကြိုကြားကြားကြိုကြိုကြားကြားနဲ့အများကြီးပါပဲ။စစ်တပ်ကတော့ဒီလမကုန်ခင်အထိဖိအားပေးတိုက်ခိုက်လာနိုင်ပါတယ်လို့ကြောက်ဖြူဒေသခံတဦးကပြောပါတယ်။လက်ရှိစစ်ကောင်တီတပ်ဟာကြောက်ဖြူမျိုးနယ်မှာအကြအဆုံးတွေများနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့တိုင်းချောင်းကြေးရွာနီးတစ်လျှောက်ကိုလေကြောင်းကနေအစမပြတ် ဘုံကျဲချတိုက်ခိုက်နေပြီးရေချောင်းနေပြည်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်တိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်ကြေးရွာပေါင်း20နီးပါးကဒေသခံ3000ကျော်ဟာလည်းဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတင်းရှောင်နေကြရပြီးဇာဝင်နေရေးနေထိုင်ရေးတွေခက်ခဲရှိနေကြတယ်လို့လည်းကြောက်ဖြူဒေသခံတွေစီကသိရပါတယ်ကြောက်ဖြူမြို့မှာတရုတ်စီမံကိန်းများစွာရှိနေတဲ့အပြင်စစ်ကောင်စီတပ်ရဲ့ညောင်ရီတဲ့စံကဌာနချုပ်ခလာရ34ခမရ952ခမရ953အမှတ်32ရဲတပ်ရင်း တောင်မော်ကြီးရေတက်စခန်းအုံကျွီရေတက်ဌာနခွဲတို့ရှိပြီးရေတက်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းကမာရွတ်မြို့နယ်မှာလမ်းထိပ်ထွက်ထိုင်နေတဲ့လူငယ်ယောက်ျားလေးသုံးဦးရဲကားတစ်စီးကပေါ်တာဆွဲဝါတယ်လို့ရန်ကုန်ကနဝော်ရဲ့တာဝန်ရှိသူက BBN ကိုပြောပါလေ။ဒီဇင်ဘာလ2ရက်နေ့ည7:00နာရီခန့်မှာအင်းစိန်လမ်းမပေါ်ဆန်ရိတ်ငိမ်6လမ်းထိပ်မှာလူငယ်သုံးဦးကို ပီယာထိုင်တောက်နေတယ်ဆိုပြီးကမာယုတ်ရဲစခန်းမှာရဲကားတစ်စီးနဲ့ပေါ်တာဆွဲဝါးကြောင်းသိရပါဗျ။လာလေလောက်ဆိုစစ်မှုထမ်းအမှတ်စဉ်20ဆပါပြီ။အမှလူရဖို့အတွက်လိုက်ဆွဲတာတွေပိုလုံးလာဖို့ရှိပါလေ။အချိန်မတော်တယောက်စား2ယောက်စားသွားလာတာတွေလမ်းမိတ်ထိုင်နေတာတွေလူပြတ်တဲ့နေရာမှာသွားလာတာတွေဖြစ်နိုင်သမျှရှောင်စင်ခြင်းပါလေ။အမြဲချောင်းနေတာပါဗျာလို့အဆိုပါတာဝန်ခံကဆက်ပြောပါလေ။ ဒါအပြင်အဆိုပါဖြစ်ရဖြစ်တဲ့တစ်ချိန်တည်းမှာပဲလှိုင်းသားရ9ရက်ကွက်မှာလည်းစစ်ကောင်းစီကအဲစီရင်ဝင်ဆင့်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့နဲ့28ရက်နေ့မှာလည်းစမ်းချောင်းတောင်ရက်ကွက်မှာလူငယ်9ဦးကိုဟော်နာဖစ်ကားမဲရောင်တစီနဲ့ပေါ်တာဆွဲဝါးသေးတယ်လို့ဆိုပါတယ်2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့တာဖြစ်ပြီးအခုဆိုရင်နှစ်နှစ်ပြည့်တော့မှာဖြစ်တယ်လို့ စစ်မှုထမ်းအပတ်စဉ်16အထိရောက်ရှိလာတဲ့အတွက်လူငယ်ကိုတောင်ွယ်ဝင်းကျင်ဟာမတရားစစ်သားစုဆောင်ခံခဲ့ရပြီပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်တော်လှန်ရေးတပ်ကဦးစီးဆောင်ရွက်ပြီးညီနောင်လေးဘွယ်မှတပ်သားတင်များတက်ရောက်ခဲ့တဲ့အခြေခံစစ်တပ်စင်ပွဲကိုနိုဝင်ဘာလ30ရက်နေ့တရင်ဌာနချုပ်မှာကျင်းပပြုလုပ်ခဲ့တယ်လို့မွန်ပြည်တော်လှန်ရေးတပ် MSRF ကထုတ်ပြန်ထားပါတယ်။မွန်ပြည်တော်လှန်ရေးတပ်ရဲ့အပတ်စဉ်သောအခြေခံစစ်တပ်ဟာ မိုးပြီတော်လိုင်းတက်ပြည်သူ့ကာကွယ်ရေးတက်မတော်နီးပြူဟာ33ရေးပြည်သူ့ကာကွယ်ရေးတက် YPDF နဲ့မိုးပြီကာကွယ်ရေးတက် MSDF တို့မှတပ်သားတွေ့တကိုနှစ်လကျော်လေ့ကျင့်သင်ကြားပူခဲ့တဲ့ညီနောင်တက်ဖွဲ့ရဲ့ပထမဆုံးစစ်တင်နှန်းဖြစ်ပါတယ်မိုးပြီတော်လိုင်းတက်ရဲ့အပတ်စဉ်3ညီနောင်တက်ဖွဲ့ရဲ့အပတ်စဉ်1အခြေခံစစ်တင်နှန်းစင်ပွဲအခမ်းအနားကိုမိုးပြီဖက်ဒရယ်ကောင်စီ MSFC နဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွတ်မှတာဝန်လွှာပေးပို့ခဲ့တယ်လို့သိရပါတယ်။တနန်းစိမွန်းမှာ မိုးပြည်ဖက်ဒရယ်ကောင်စီအုပ်ချုပ်ရေးကုမ္ပဏီဥက္ကဋ္ဌနိုင်ကသူ့မိုးမိုးပြည်ဒေါ်လန်ရေးတက်တက်ရေးမှုဘုံမှုကြီး နိုင်ဒရာဂွန်ပြည်သူ့ကာကွယ်ရေးတက်မတော်နီးဖြူဟာ33ဖြူဟာမှုစောတာကိုနဲ့ ရမညမုံတက်မတော်မှဘုံမူကြီးနိုင်စိုးဝင်းတို့ကမိခုံပြောကြခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတနန်းစစ်ပွဲအခမ်းအနားကိုညီနောက်တပ်ဖွဲ့တွေဖြစ်တဲ့မုံပြီတော်လည်းတက်ပြည်သူ့ကာကွယ်ရေးတက်မတော်နီမြူဟာ33အောက်ရှိတက်ရင်များမုံပြီကာကွယ်ရေးတက် MSDF KNA တက်ရင်29ရမညမုံတက်မတော်နဲ့အမှန်1815 Molecule Drone တက်ရင်တို့မှာတာဝန်ရှိသူများရဲဘော်များတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးလေဝသသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းပူဒူချယ်ရီနဲ့အင်ဒိုပရာဒက်ရှ်တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာတောင်အနောက်တောင်ဘက်သို့ဖြင်းကျင်းစွာရွေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းပူဒူချယ်ရီနဲ့အင်ဒိုပရာဒက်ရှ်တောင်ပိုင်းကမ်းခြေတို့ကိုပူဒူချယ်ရီမြို့အနီးမှာစတင်ဖြတ်ကျော်လျက်ရှိပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာအနောက်တောင်ဘက်သို့ဖြင်းကျင်းစွာရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်နိုင်က နောက်6နာရီအတွင်းအာကောင်သောလီဖီးယားနဲ့ရုံဝန်အဖြစ်တပြည့်ပြည့်အားရော့သွားမည်ဟုခန့်မှန်းထားပါလေ။ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အောက်တို့မှာတိမ်နေငယ်မှတိမ်တင်တင်ဖြစ်ထိုးနေပါလေ။မန္တလေးတိုင်း၊စကိုင်းတိုင်း၊တနင်္လာရီတိုင်း၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်ထိုးနေပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာအများအပြားသားရနေပါလေ။မြမပင်လယ်ပြင်မှာလှိုင်းအထင်အထင်ရှိနေပြီးလှိုင်းမြင့်မှာမြမကန်ယူရတဲ့တျှောက်နဲ့ကမ်းလုပင်လယ်ပြင်တို့မှာ၅ပေမှ၇ပေခန့်ရှိနိုင်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုသတင်းထောက်ဝရချက်မှပေးပို့တင်ဆက်ထားပါလေ။ဒါကာမြို့ရှိတရားရုံးတစ်ခုကဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုမြေခွက်တည်ရယူတာကြောင့် အဂရီလိုက်စားမှုနဲ့မျက်ကွယ်ထောင်တန်း၅နှစ်နဲ့တူမရဲ့တူမဗြိတိရှားလွတ်တော်အမှတ် Tulips City ကို ထောင်နဲ့နှစ်နှစ်ချမှတ်ခဲ့တယ်လို့တရားရုံးကထုတ်ပြန်ပါတယ်။ဒီဇင်ဘာလတရနေ့ကဓာကာအထူးတရားသူကြီးရုံးရဲ့တရားသူကြီးရာဘီအူလ်အလမ်ကပြီးခဲ့တဲ့နေ့ကအုံကြွားမှုတစ်ခုမှာဖြုတ်ချခံရပြီးကလေးကအိန္ဒိယနိုင်ငံမှာပြည်ပြည့်အဖြစ်နေထိုင်နေတဲ့ဟာစီနာဟာဝန်ကြီးချုပ်အဖြစ်တူမရဲ့အာဏာကိုအလွဲသုံးစားပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ကင်းဒန်းရဲ့အာဏာရအလို့သမားပါတီမှလွတ်တော်မှတ်တူဖြစ်တဲ့စစ်ဒစ်ကဒါကာရှိအစိုးရစီမံကိန်းတစ်ခုမှာမြေခွဲရရှိဖို့ဟာစီနာကိုတူမရဲ့မိခင်ရှိတ်ရီဟာနာရဲ့ညီမနဲ့မွန်နမနှူးကိုမြေခွဲတည်ရရှိဖို့စူးစမ်းခဲ့တာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဟာစီနာရဲ့အမေရီဟာနာကိုမျက်ကွယ်ထောင်နဲ့ခုနှစ်နှစ်ချမှတ်ခဲ့ပြီးတော့၃စလုံးကိုတကာတသိန်းဒေါ်လာ၈၂၀ဒံငွေချမှတ်ခဲ့ပြီးပေးဆောင်ရင်ပြက်ကွက်ပါက နောက်ထပ်ထောင်နဲ့၆လ ချမှတ်မှာဖြစ်တယ်လို့တရားရုံးကပြောကြားခဲ့ပါတယ်။အမှုမှာတရားစွဲဆိုခံထားရတဲ့အခြား14ဦးကို ထောင်ဒဏ်5နှစ်စီချမှတ်ခဲ့တယ်လို့ဆိုပါတယ်။အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရဲ့ရှင်းနေခမ်းမိုင်နူးဟာဆန်ကဟာဆနာရဲ့အဓိကတွေ့ရင်မူဆလာဟူရင်နဲ့စစ်တက်တို့ဟာစာပေးစာရုံးမှုအသေးစိတ်ကိုရရှိထားတယ်လို့ AFP သတင်းဌာနကပြောကြားခဲ့ပါတယ်။ချူလစ်ကသူမရဲ့အတော်ရှိတ်ဟာဆနာကိုသူမရဲ့မိခင်နဲ့မောင်နှမတွေအတွက်မြေခွက်တွေခွဲယူဖို့တောင်းဆိုခဲ့ပြီး သူမကိုယ်တိုင်မြေကွက်၃ကွက်ရယူခဲ့ကတကွက်မှာသူမအတွက်ဖြစ်ပြီးတော့နှစ်ကွက်မှာသူမရဲ့ကလေးအတွက်ဖြစ်တယ်လို့ဟာဆန်ကပြောကြားခဲ့ပါတယ်။ကျွန်တော်ရစ်ချတ်ပါ။ဒီဇင်ဘာလ၃ရက်နေ့ PPN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါလေ။ကြည့်ရှုသူမိဘပြည်သူများရှင်လန်းချမ်းမြေကြပါစေရှင်။ကျမတူစားပါ။